အလားအပသည်လိုအပ်သလားအလားပါဆိုဒီမှာတံပိုးကြီးမှမဟုတ်ပါတံပိုးနည်းနည်းနဲ့ရိုးရှင်းသောအလားတရားများကိုလည်းဖန်တီးနိုင်ပါတယ်အလားဆိုဒီမှာခံစားသူအပေါ်မှာလည်းမူတည်ပါလိမ့်မယ်အရှိတိုင်ရတပညာရှင်များဟာ တာအိုနဲ့ ဇင်ဝါဒသဘောတရားများမှာအခြေခံနေကြောင်းတွေ့ရပါတယ်။ဂျပန်နိုင်ငံမှာ ရေနွေးချမ်းတည်ခင်းခြင်းကိုပင်အမှုပညာမြောက်သော အလှတရားတစ်ခုအဖြစ်ဖန်တီးထားကြောင်းတွေ့ရပါတယ်။မြန်မာပြည်မှာဧည့်သည်လာလင် ရေနွေးချမ်းဘန်တပန်းကိုပြစ်ချထားခဲ့ပုံမျိုးနဲ့ဂျပန်နိုင်ငံတွင် ရေနွေးချမ်းတအိုးနှင့်ဧည့်ခံခြင်းတို့သည်အမှုပညာရောရသမှာပါ ကွာခြားနေကြောင်းတွေ့ရပါတယ်။ဂျပန်တို့ကသူတို့ရဲ့ရေနွေးချမ်းဖြင့်တည်ခင်းခြင်းကိုအမှုပညာမြောက်သောစီကန်းတွေစိတ်ဓာတ်တွေရိုးရာဓလေ့တွေနဲ့ဖော်ကျူးနိုင်အောင်စ조사ထားကြပါတယ်။စိတ်ဓာတ်ဖြင့်အလှတရားတစ်ခုကိုပုံဖော်ခြင်းချင်းကပ်ခြင်းဟုလည်းဆိုနိုင်ပါတယ်။နေရာတိုင်းမှာအလှတရားရှိပါတယ်။ကြည်သူမြင်သူ ခံစားတတ်သူသာသိနိုင်ပါတယ်။လှုပ်ရှားမှုဝက်စားမှုပေါ်ကျူးမှုတွေအလုံးတွေသူ့အထိတ်ပဲနဲ့သူ သူ့အလှတရားနဲ့သူ ရှိနေပါတယ်။မရှိခြင်းဖြင့်ရိုးရှင်းစွာနေထိုင်လိုသူတဦးအနေဖြင့်တဘာဝအလှတရားသာလိုအပ်ပါရဲ့။ပကာတနာအလှတရားတွေမလိုပါ။ထို့ကြောင့်တံပိုးကြည့်သောပကြီကားချက်ကြီးတစ်ချက်နဲ့စတင်ခန်းစားရန် မလိုအပ်ပါဘာမှမရှိတဲ့ဟင်းလင်းပြင်အခန်းတစ်ခန်းထဲတွင် အရှင်ဆုံးဖြစ်အောင် နေထိုင်ခြင်းဖြင့်စိတ်ကိုစတင်မြင့်တင်တည်ဆောက်နိုင်ရန်ကြိုးစားသင်ပါ၏ဇင်ဝါဒတွင်ထိုင်ခြင်းထခြင်းသွားခြင်းလာခြင်းအလုံးတိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့်ပုံဖော်ထားပါသည်ဂျပန်လူမျိုးတွေကလည်းထိုသဘောတရားအတိုင်းနေထိုင်လှုပ်ရှားတတ်ကြပါဗျ။ တို့ကကိုကိုကိုအတီငိမ်ဆုံးနဲ့အရှင်းဆုံးဖြစ်အောင်နေထိုင်တတ်စေရန်စ조사ခြင်းမှာစင်တဘောတရားတွေနဲ့ပတ်သက်နေပါတယ်။ဂျပန်တို့တွင်ဝါဘီစာဘီဆိုသည့်အယူအဆတရရှိပါတယ်။ထိုသဘောတရားသည်ဘဝကိုအကောင်းမြင်စေဖြင့်တည်ရှိခြင်းဖြစ်ပြီးလူတဦးချင်းစီ၏တီးခြားကိုယ်ပိုင်အချိန်လေးတစ်ချိန်ဖြင့်နေထိုင်ခြင်းကိုတန်ဖိုးထားလေးစားခြင်းနှင့်လည်းပတ်သက်နေပါတယ်။ နေ့စဉ်ဘဝတွင် လူတဦးချင်းစီဤအလေးအထများအကျင့်များကိုယ်ပိုင်ခံစားချက်များကို လေးစားအတိအမှတ်ပြုခြင်းများနှင့်သက်ဆိုင်နေပါသည်ပျက်စီးနေသည့်လောကကြီးတစ်ခုကိုတီးခြားပြန်လည်တည်ဆောက်ရန်အတိအမှတ်ပြုခြင်းအချိန်ပေးခြင်းနားလည်မှုပေးခြင်းသဘောမျိုးလည်းဖြစ်ပါသည်လူတယောက်ဤမပြေဆုံးခြင်းမပြီးမြောက်သေးခြင်းတို့ကို ပြန်လည်တည်ဆောက်ရန်နှင့်ဖုံးကွယ်နေသော အရှိတရားအလှတရားများကို ြန်လည်ဖော်ထုတ်ရန်အချိန်တစ်ချိန်လိုအပ်ပြီး ထိုအချိန်ကို ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း နားလည်ထားသည့်အမှုပညာတရက်ဖြစ်ပါတယ်ဂျပန်တို့တွင်ဝါဘီစာဘီသဘောတရားသည်400စုလောက်ကလေးကကျင့်သုံးလာကြပြီးအ ਨੇ ဆုံးဖြင့်အကောင်းဆုံးဖြစ်အောင် နေထိုင်တတ်စေရန်ရိုးရှင်းသောသဘောတရားတစ်ခုလည်းဖြစ်ပါတယ်ဂျပန်တို့၏တိုင်းရင်းစေးပညာသဘောတရားတွင်လည်းစေးကို နေသက်ထက်နေအောင်ပေးကာ ကုသခြင်းနဲ့သက်ဆိုင်နေပါတယ်။ရှင်တိုဝါဒတွင်လည်းလူတယောက်သည်အနှိမ့်ချဆုံးနေထိုင်ခြင်းအယိုးရှင်ဆုံးနှင့် ပိုင်ဆိုင်မှုအကင်းဆုံးနေထိုင်ခြင်းမရှိမဖြစ်သုံးဆောင်ရန်ပစ္စည်းများသာထားတတ်ခြင်းစသည့်အယိုးအဆများကိုတွေ့ရသဖြင့်မရှိခြင်းဖြင့်ဘဝနေနီးတိဆောက်မှုသဘောတရားများသည်ဂျပန်လူမျိုးတို့အတွက်သိပြီးမထူးဆန်းသောသဘောတရားများဖြစ်ပါသည်။ဇင်ဝါဒသဘောတရားတွင်အရာဝတ္ထုပစ္စည်းများကိုလည်း အလွန်အလေးနက်ထားကလှုံ့ဆော်တတ်ကြပါတယ်။ဘာလို့လို့အမှုပညာမြောက်သည့်အတွေးတစ်ခုခုထည့်ထားနိုင်ရန်စ조사လေးရှိပါတယ်။လူကိုရှုမြင်ရရင်လဲလောကတွင်သခင်လည်းမရှိကျွန်လည်းမရှိဆိုသည့်သဘောတရားကိုလက်ကင်ထားပါတယ်။ထို့ကြောင့်ပစ္စည်းတွေကိုရှုမြင်ရရင်လဲအကောင်းဆုံးလည်းမရှိအဆိုးဆုံးလည်းမရှိသူ့နေရာနဲ့သူအတုံးတဲမှုကိုသာအလေးထားပါတယ်။လူကိုယ်တော်၎င်း ပစ္စည်းကိုတော်၎င်းအလွန်အကျူးခံစားချက်မျိုးမဖြစ်စေရန် ထိမ့်သိမ့်တကြပါရဲ့အားလုံးသည်ဘာမှမဟုတ်ထို့ကြောင့်အလွန်အကျူးစိတ်ခံစားမှုမပေါ်ပေါက်စေခြင်းဖြင့်ဆန္ဒတို့ကို ထိန်းထားတတ်စေရန်စူးစမ်းနေထိုင်တတ်ကြပါရဲ့ဇင်ဝါဒသဘောတရားတွင် အလှဆိုသည်မှာသူ့ဘာသာသူ့အတိုင်းသူ့သဘောသူ့ဆောင်ကားရှိနေသည်သာဖြစ်ပါရဲ့အလှသည်အလုံးနှင့်လွတ်မြောက်ပြီးသူ့ဘာသာသူရှိနေတယ် ခံစားတတ်ရင်အလှရှိနေတယ်။ထိုအလှသည်ခံစားနားလေတတ်ခြင်းနဲ့သာသက်ဆိုင်ပါရဲ့။အလှသည်လူကိုလည်းမလွှမ်းမိုးနိုင်လူကလည်းအလှကိုမလွှမ်းမိုးနိုင်ဟုလက်ခံထားပါရဲ့။ထို့ကြောင့်အလှတရားဆိုသည်မှာမိမိကိုယ်တွင်းမှသာရှိပြီးလှခြင်းမလှခြင်းကလည်းမိမိနဲ့သာသက်ဆိုင်နေပါရဲ့။လူကိုပစ္စည်းတွေဖုံးလွှမ်းထားခြင်းကိုလှသည်ဟုမြင်ခြင်းလဲမြင်နိုင်ပါရဲ့။ ဘာပစ္စည်းမှဖုံးမထားတော့လူဤပကတိအလှကိုလည်းလူကသာခံစားသိမြင်နိုင်မှာဖြစ်ပါတယ်။ရေအေးရပေါ့ကတ်စ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်စ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား ိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။